မင်္ဂလာပါရှင်ဒီနေ့ပြောပြမယ့်ခေါင်းစဉ်ကတော့ law of attraction ရဲ့တည်တည်နဲ့အခြေခံအချက်ကလေးတွေပဲဖြစ်ပါတယ်အဲ့ဒီမှာပထမအဆုံးအရေးကြီးတဲ့အချက်ကပါလေအဲ့ဒီအချက်ကကျတော့ like attract like ပဲဖြစ်ပါတယ်တွေ့ရတွေ့ရတွေ့တယ်ဆိုတာကိုဆိုလိုတာဖြစ်ပါတယ်ပြီးတော့မှာ ကိုယ့်ရဲ့အတွေးတွေခံစားချက်တွေနဲ့ယုံကြည်မှုတွေဟာသူနဲ့ใกล้ညီတဲ့အတွေးတွေသူနဲ့ใกล้ညီတဲ့ခံစားချက်တွေသူနဲ့ใกล้ညီတဲ့အတွေ့အကြုံတွေနဲ့အရာတွေကိုပဲကိုယ့်စီကိုပို့ပေးတယ်ဆိုတာဒီ like attract like ဖြစ်ပါတယ်။နံပါတ်2အနေနဲ့ကတော့ vibration မှာအဲ့တော့စကြောလာကြီးကကိုယ့်ရဲ့ vibration အတိုင်းတုံ့ပြန်ပါတယ်။ကိုယ့်ရဲ့ခံစားချက်တွေအတိုင်းရောင်ပြန်ဟပ်ပေးပါတယ်။ခံစားချက်တွေအမြဲတမ်းကောင်းနေဖို့နဲ့ပြည့်စုံနေဖို့ကအရင်အရင်အရေးကြီးပါတယ်။ ံပါတ်3ကကြတော့ ask believe and receive ပဲဖြစ်ပါတယ် ask ကတောင်းဆိုဖို့အတွက်ကိုပါကိုလိုချင်တယ်မဖြစ်ချင်တယ်ဆိုတာတော့တရားရခိုင်တော့သိချနိုင်ဖို့လိုပါတယ် believe အပြည့်အဝတဏှာကင်းကင်းနဲ့ယုံကြည်နေဖို့လည်းလိုပါတယ် receive ပြီးတော့ယုံကြည်စွာနဲ့လက်ခံရယူရမှာဖြစ်ပါတယ်ရှင် နံပါတ်၄အချက်ကတော့ visualization and feelings ပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ဆန္ဒပြေဝနေပြီဆိုတဲ့ခံစားချက်တွေကိုလိုချင်တဲ့အရာရနေပြီဆိုတဲ့ strong feeling ရှိဖို့လိုပါတယ်။ number 5အနေနဲ့ကတော့ gratitude and positivity ပဲဖြစ်ပါတယ်။ဆိုလိုတာကတော့ကိုယ်မှာဘာပဲရှိရှိရှိနေတဲ့အရာတွေကိုအတိအမှတ်ပြုမယ်။ အမြင်နဲ့အကောင်းသိနေဖို့လိုပါတယ်။သူများပေါ်မုန်းတဲ့စိတ်တွေမနာလိုတာတွေဒေါသစိတ်တွေကိုတတ်နိုင်တဲ့လောက်လျှော်ပြီးအပြုတဘောဆောင်တဲ့အပြုမူတွေအသွေးတွေသွေးနေဖို့လိုပါတယ်ရှင်။ဂျေဆုများကြီးတင်ပါတယ်။